ခေတ္တုံးခေတ်ကိုကြော်လွားနိုင်ခဲ့တဲ့ဝိဇ္ဇရူဆရာတော်ကြီးတပါးရဲ့ထူးဆန်းအံ့ဩဖွယ်ကောင်းပြီးတော့စိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေနဲ့ပြည့်နှက်နေတဲ့ဝိဇ္ဇာဖရာဓာတ်ဖရာတစုကိုတွားရောက်ဖူးမြော်ဖို့စီစဉ်တဲ့အခါမှာတော့ပွဲစိတ်အနီလေးဟာအော်ပွဲစိတ်အနီလေးဟုတ်တယ်ကဲဒီ ကျွန်တော်အလုတ်ကနေပြန်နေမကောင်းလို့ဆေးတောက်ပြီးတော့နားမယ်လုတ်တဲ့အချိန်မှာဖုန်းဝင်လာတယ်ဗျ။အရင်မကြည့်ရင်လည်းမကင်တော့ဘူးလို့ကျွန်တော်စဉ်းစားထားပေမဲ့လည်းဖုန်းခေါ်လာတဲ့လူကကိုအမလို့ပြောရင်လည်းမမားတဲ့သူဖြစ်နေပြန်တော့ကျွန်တော်ဖုန်းကင်လိုက်တယ်။ ရန်ကုန်မြို့အစွန်နားလေးကမြို့နယ်လေးတစ်ခုမှာဖျားတဆူဒေတာစာရီကြွနေတဲ့အကြောင်းမမောင်ဖူးလိုကဖူးနိုင်ကြောင်းဖုန်းဆက်ပြောတာဖြစ်တဲ့အကြောင်းနဲ့တပတ်ခါဆိုလို့ရှိရင်အဲ့ဒီဖျားကနောက်ထပ်နေရာတစ်ခုကိုဒေတာစာရီထပ်ပြီးတော့ကြွချီတော့မှာဖြစ်တဲ့အကြောင်းကိုပြောပြီးတော့ information ပေးသွားတယ်ဗျကျွန်တော်မှဖုန်းချသွားပြီးရဲ့နောက်မှာပဲမနေ့ပြန်အလုပ်ကိစ္စလေးတစ်ခုချိန်ဆထားပြီးပြီမို့လို့တပတ်ခါမှသွားမယ်လို့ဆုံးဖြတ်ထားပေမဲ့လည်းဖျားကဘယ်ကြောင်းဘယ်နေရာမှာတရင်သုံးတော်မူတယ်ကိုအတိအကျမသိတာမို့လို့အဆင်မပြေပြန်ဘူးဖြစ်နေတယ်ဗျနောက်ဆုံးတော့လေကိုယ့်ရဲ့အတ္တတွေကိုခွာချပြီးတော့ ဒီဖျားပေါ်မှာအများသူငါဖူးမြော်နိုင်မှုဦးစားပေးရမယ်ဆိုပြီးတော့ကျွန်တော်ချိန်းဆိုထားတဲ့အလုပ်တွေအားလုံးကိုရက်ရွှေ့ပြီးတော့ဘတ်စကားတလဲဆိုင်ကယ်တလဲလမ်းလျှောက်တစ်ခါနဲ့ဖျားရှာပုံတော့ဖွင့်ခဲ့ပါတော့တယ်ဗျာ။ ီးတော့ဒါတို့အခုလာဖူးတဲ့ဘုရားပေါ့နော်ဒီဘုရားတန်တေဘုရားလို့လည်းပြောတန်တေဓာတ်လုံးထည့်တာတန်တေတန်တေဓာတ်လုံးထည့်တာဒါမျက်လုံးမှာမျက်လုံးတော့နှစ်နှစ်ဖက်လုံးမှာနှစ်ဖက်လုံးတစ်လုံးစီတန်တေတန်တေဓာတ်လုံးကဒီဘက်ညာဘက်ချမ်းမှာလားအဲ့ဘုရားပြမျက်လုံးတော်မှာထည့်တာလေဟုတ်ကဲ့နောက်ပြီးတော့အဖေရဲ့ဗဒါနဲ့ဘောကဓာတ်လုံးကိုလုံးကဒီအဒီစွာပြောသလိုနှစ်ဖူးရဲ့မျက်လုံးနှလုံးရဲ့မျက်လုံးနှလုံးရဲ့စွာကျော်တန်တေတဲ့အဲ့ကိုလုံးထဲမှာအဲ့တန်တေဓာတ်လုံးတစ်လုံးပါတယ်အဲ့ဒါညာဘက်မျက်လုံးမှာထည့်တယ် အစနဖူးရဲ့ကျောကုတ်ရဲ့ဒီလက်ဒီနေရာမှာအဲ့လိုမျိုးဒီမှာဆိုရင်၃လုံး၃လုံးဆိုရင်၆ချက်ရှိပါဟုတ်ကဲ့ဆရာဒီမှာ၂လုံးဆိုရင်အဲ့ဒါ၈လုံးပါဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါနောက်ပြီးတော့ဓာတ်တော်တွေတဲ့ဒီဖရားရဲ့စံတော်မှာဥကောင်းတော်မှာအဲ့လိုမျိုးထည့်ထားတယ်ဆီယမိုင်ဒေါ်နေကြီးဆိုတော့အန်ဒီတို့ TV မှာအင်္ဂလိပ်စာပြရတဲ့ဆီယမရဲ့အိမ်မှာဒီရံမြို့အောင်ပြတော်ဝင်ဖះကိုတွားဖို့ပဲ။ဘယ်နှစ်ခုနှစ်လောက်ပါဖြစ်မလဲမေကြီး။ ဘယ်နှခုနဲ့လောက်ဖြစ်မလဲဆိုတဲ့ခါကျတော့အဲ့ဒါကခုနှစ်ကတော်တော်ကြီးအဒီ89အန္တရာ89လား89ဆိုတော့အဲ့ဒီ89ခုနှစ်အဲ့ဒါစတာပဲ89ရက်89လား89ခုနှစ်မှာဆရာမကြီးမွေးတာမဟုတ်အန်တီမွေးတာထူးဆန်းလိုက်တာခုနှစ်တည်းခုနှစ်လေးလုံးအဒီက89ခုမှာခုနှစ်လေးလုံးရတယ်အဒီနှစ်မှာအဲ့ဒီနှစ်မှာဒီကမောင်လေးတွေရှင်ပြူတယ်အဲ့ဒီမှာပဲအန်တီကဘယ်လိုပြောရမလဲအန်တီ <laughs> ไตเนี่ยปัดแต่อันนี้อเมียวเลอันนี้โอลาเซตัวอันนี้อะไรสักาไตดีเนี่ยเปียวเปียวอะไรสุดาเมียนเนี่ยตัวเปียวอะไรเงี้ยเงี้ยเรียกวะเนาะเงี้ยเง้รียกอ๋อแล้วอันนี้อันนี้เนี่ยสักคนนึงเนี่ยเราไปชิวไหโอเคแล้วเมียเมียอะไรเจ้าอะไรตัวใครน่ะรีบบอกไปมาตัวพีดจะบาลูบีบ้าโอ้ตัวตัวพี่จะตัวเพียเดนเนี่ยมาเอาเดียดูบีบ้าโอ้บิล้วมีดูบีบ้าไอ้ลุงเดียวอันนี้ไอ้คนนี้สักคนนึงคนนึงมาซาจ้าละอันนี้บ่อยทุกอย่าเลยไอ้เนี่ยก็ซาละอันนี้บ่อยทุกอย่า အဲ့တော့အဲ့ဒီတင့်မှာပဲအန်ဒီကဒီဖရားကိုရံမြို့အောင်ပြီးတော့မယ်ဖရားကိုအန်ဒီကဆရာမကြီးဒေါ်နေကြီးဆိုတက်ကတော်ရေးတာထဲမှာနေတယ်သူ့အိမ်မှာအန်ဒီကသွားဖူးခဲ့ရပြီးတော့ဝင်နေဆိုဖရားရှင်ကိုတော်မြတ်ကြီးကိုခေတ်သုံးခဲ့မှာပိုက်ပြီးတော့ပုံးခဲ့ပါတယ်တဲ့ဟုတ်ကဲ့ဒါကြောင့်ဆရာတော်ဖရားကြီးကိုပြင်းနေတာပေးတဲ့အချိန်ကျမှဖေကပန်းတောင်ကရာမြင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထီတော်မှာဖေရဖွက်ခဲ့ပါတယ်။ဒီရာမြရံမြောက်အပြည့်တော်ဝင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို ဥဒသနာအောင်ပန်းကြောက်တဲ့ကဆရာတော်ဖျားကိုအဖေကမနှောနဲ့တိုက်ပြီးတော့ဖျားကိုတွားပြီးတော့ပင့်ခိုင်းပါရဲ့ဖျားအဲ့ဒါဆရာတော်ကထီတော်ထဲကနေထီတော်ကိုအဟောင်းကိုချပြီးတော့ဖျားကိုယူပြီးမှထီအစ်စ်ဥဒသနာတင်ခဲ့ပါတယ်အဲ့ကြတော့မှတွေ့တာပေါ့နော်တကယ်မနှောတဲ့အတိုင်းပဲတွေ့တာအဲ့တိုင်းပဲတွေ့တာဖေမနှောပြတဲ့အတိုင်းပဲဦးဆန်းလိုက်တာသွားယူပေါ့သူ့ကိုခန်းလိုက်တာချက်သိန်းတော့သွားယူကြီးအဲ့တော့နင်းဖြစ်မယ်အဲ့ဒါသွားယူပြီးတယ်ထီတော်ထဲမှာဖေကဖွက်ခဲ့တာ ဟုတ်ကဲ့ဆရာအဲ့ဒီကစပြီးတော့ဖရားကိုပြုတ်ပြင်းပြီးတော့ဘုဒ္ဓဒနာဒေတာစာယူကြွပါတယ်ဒါဆိုဒါဒါတို့ဒီဒီမှာကျတော့ဘယ်လိုကာလတွေမှာတည်င်းတုံးလဲဆရာမကြီး။ဒါတည်င်းကျနောက်ရက်ဆိုတည်းပြန်ကြွားတော့မယ်။အဖေဒီဖေကဒေတာဆိုင်ကြီးကြွားတာပဲ။အဲဒေတာဆိုင်ကြီးကြွားတော့အန်တီတို့တော်မှာနှစ်30မဖူးရပါဘူးဒီဖေက။ဘာဆိုတော့လက်ထက်တုံးဟာဝင်းကြီးတွေအိမ်မှာလက်ထက်ကဘိုးချုပ်တွေအိမ်မှာအဲ့ဒါတို့တွေမကြီးတော့မှာ။ ဒီဖုရားကြီးကျောင်းကိုအောင်ပန်းကျောင်းတိုက်ကိုပြန်ရောက်ပါတယ်ဆရာတော့ဆရာမကြီးမင်းညာတော့ဒီမင်းဆိုရစားတဲ့အဓိကကိုကိုွယ်တဲ့ဖုရားပုံပဲဟုတ်တယ်ဖုရားဘာလို့ဆိုတော့တကိုးဆူတောင်းတိုင်းပြည့်လို့ဟုတ်ဒါကြောင့်မလို့နောက်ပြီးတော့သူကရန်နေလဲအောင်နေဆိုတော့ရအောင်နေဆိုပြီးအဲ့ဒီဓာတ်တွေနဲ့ဘူကြီးမြားကိုကိုွယ်တာလို့ထဲမှာလည်းတန်တေးတလုံးဟုတ်တယ်ဓာတ်လုံးပါတယ်အခြားဓာတ်လုံးတွေအပါဝင်ကိုလုံးရှိကိုလုံးပါတယ်မျက်လုံးတော်မှာအဲ့စာအုပ်ထဲမှာရှိတယ်ညာဘက်မျက်လုံးမှာတန်တေးမျက်လုံးပါဟုတ်ကဲ့ပါဆရာဖေကိုယ်တိုင်း ခစ်တုံးခစ်ကိုနော်ဆရာတော်ကြီးကိုယ်တိုင်ကာကွယ်ပြီးတော့ဖတ်တန်းခဲ့ဘုရားကိုဘုရားပိုက်ပြီးတော့ပုံးခဲ့တယ်သူနေနေတန်းပေးမှာပဲထီတော်ထဲမှာဖွက်ခဲ့တယ်အဲ့တော့ဖေဖွက်ခဲ့တဲ့ဒီတဲတော်ရဲ့ဒီအဲ့ရွာဒီမြို့တွေကတယောက်မှမသိကြဘူးအဲ့ဖုန်းကြီးဥသာသနာသွားယူမှာပဲဘုရားရှိမှန်းသိတယ်အဲ့ဘုရားကိုလည်းထီတော်ကိုချချပြီးတော့ဘုရားကိုပင့်ပြီးတော့မှတရားပုံကိုပင့်တာဟုတ်ကဲ့ဘုရားကတကိုးကြီးလုံးလုံးအပြင်းတွေကနောက်ပိုင်းမဖူးရတော့ပါဘူး ခုမှပဲအကြောင်းပြန်ရောက်တာခုမှပဲဖူးရတာပါဘယ်တော့ပြန်ချွတ်မယ်ဆိုလည်းမသိကြဘူးဘာလို့လဲဒီဖေရဘာရကျော်啊ဖျန်းပြန်နေပြန်လာတာမဟုတ်လို့သူ့ဖေရကိုကိုရဲ့ဒီမှာတည်င်းသုံးဖို့ပူဇော်မလို့ဆိုပြီးတော့ဒီမြတ်စွာဘုရားဒီမှာတည်င်းသုံးပါတယ် ကိုယ့်ရဲ့ပြင်ကြွပါမယ်ပြင်ချင်ဟုတ်ကဲ့ပါဆရာအဲ့ဒီကပြီးတော့မိထီလာကြွပါမယ်ခီးစင်ခီးစင်နောက်ရှောက်နော် ရံမျိုးအောင်ပြည်တော်ဝင်ရုပ်ပွားတော်မြတ်ကြီးရဲ့အထူးဝိသေသအဖြစ်ဆိုလို့ရှိရင်ရုပ်ပွားတော်ရဲ့ယာဘက်မျက်လုံးတော်မှာတန်တီတလုံးကိုဌာပနာထားပြီးတော့လက်ဝဲဘက်မျက်လုံးတော်မှာပြတဲ့ရှင်တလုံးကိုဌာပနာထားပါတယ်ရုပ်ပွားတော်ကြီးရဲ့ဥကောင်းအတွင်းပိုင်းမှာလည်းဓာတ်တော်36စုတလုံး36လုံးရင်ဘတ်တော်အတွင်းမှာဓာတ်တော်36စုတလုံး36လုံးပလင်တော်အတွင်းမှာလည်းဓာတ်တော်36စုတလုံး36လုံးစုစုပေါင်းဓာတ်တော်ပေါင်း108စု တစ်လုံးပေါင်း108လုံးကိုပူဇော်ဌာပနာထားရှိရလို့သိရှိရပါတယ်ခင်ဗျာရံမျိုးအောင်ဖရာရုပ်ပွားတော်မြတ်ကြီးကိုဓတအတိလဲစီမံကိုးကွယ်ပူဇော်ထားကြောင်းကိုကြည်ညိုတရာပွားနိုင်အောင်ကျွန်တော်တို့အဖွဲ့ကတင်ဆက်ပေးလိုက်ပါတယ် ကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ညွှန်ဆိုလိုက်ပါရစေ။နောက်ထပ် video အစ်စ်မှာနောက်ထပ်ဘုံသူဒအစ်စ်တွေနဲ့ကျွန်တော်စောင့်နေပါမယ်။ကျေးဇူးတင်ပါတယ်။